ရှင် audio box by rosbella နဲ့မှကြိုဆိုပါရရှင်ဒီနေ့မှာတော့ဆီယမကျူရဲ့မန္တလေးမှာဈေးဝယ်ခြင်းဆွဲဝထုတူလေးကိုဖပြသွားမှာဖြစ်ပါတယ်အားလုံးပဲနာတော့တဆင်ခန်းစားပြကြပါအောင်ရှင်ကျူမန္တလေးမှာဈေးဝယ်ခြင်းခလေးမလေးတောင်းထဲမှာ စိမ့်နေသောပစုံအကောင်ကြီးတွေတကောင်ကို10သားတောင်မကလောက်ဘူးဟုကျမထင်သည် အနားမှာငားထည့်ထားသည့်စလုံးလင်မန်းတွေချလျက်ထိုင်နေသောဈေးတဲလေးတွေတုံးနေရောက်ဈေးတဲလေးတွေဤနောက်ပတ်မှာကြီးမားသောလက်ပံပင်ကြီးရှိသည်ထိုလက်ပံပင်ကြီးဤနောက်ပတ်လွန်သည့်အခါမှာတော့ခြောက်သွေးစားပြုနေသည့်လေကွက်များအခုမှမိလာတဲ့မြစ်ပစွန်တွေအမရှူပါအလေးဖြစ်ဖြစ်ရမယ်တကယ်တော့ကျမလက်ပံပွင့်ကဖို့ဒီနေရာလေးသို့လာခဲ့ခြင်းပါလက်ပံပွင့်ကိုဘာလုပ်မလဲဟူမေးလျင်ဘာမှမလုပ်ပါဘူးဟုပဲဖြေမိတယ်မြည်ဟုတ်တယ်လေ ကျမလက်ပံကောင်းချင်ရီဆိုတာကို သူများချက်ကျွေးလို့စားဘူးတလားဟူတာမမှတ်မိပါလက်ပံကောင်းချင်ရီဟင်းဤအရာတာကိုဘလို့မှန်းလဲကျမမသိပါတို့တော့ကျမလက်ပံပွင့်ကောက်ချင်သည်လက်ပံပွင့်ချင်မန္တလေးသို့ရောက်တိုင်းညီမယောက်ျားကိုဖြစ်စီညီမဤမတ်ကို ဖြစ်စီလိုက်ပို့ခိုင်းပြီးဟောဒီနေရာကိုရောက်အောင် လာစေခြင်းသည်လက်ပံပွင့်ကျွေးတွေကို ကောက်ချင်သည် လက်ပံပင်အကြီးကြီးတွေကိုတက်မြော့တခေါ်မော့ကြည့်တာကြည်နူးခြင်းသည်တူမာလေးနှင့်တူလေးကို လက်ပံပင်ကြီးတွေ၏ကြီးမားသောပင်စီနောက်ခံဖြင့်ဓပုံရိုက်ပေးခြင်းသည် လူနှစ်ယောက်လက်နှစ်ဖက်ဖြင့်ဆန့်တန်းကာပွေဖက်သည့်တိုင်အောင် လက်ချင်းမထီသည့်ပင်စီကြီးတွေအေးအေး90သားလောက်ချိန်လိုက်ပါ၏အမပစုံတွေဝယ်အောင်မလို့လားညီမကကျမစီဝယ်မှာကို စိုးရင်တက်သည်အေးလီမြစ်ပစုံကရာခဲပါပြီချင်း တို့ရေနံချောင်းမှာတခါတရံမှရတာမျိုးရန်ကုန်မှာလဲဝင်းမြူရေပစုံတွေညပြန်ရောက်ရင်ချက်ဖို့အချိန်ရမှာလဲမဟုတ်ဘဲနဲ့နင့်မီရလာအောင်မှာကိုဒီကမာလေးကအပြက်ချီးပဲမြင်နေတော့တာပဲမင်းတို့မန္တလေးကငါတို့ရန်ကုန်ထက်မီးမှန်နေပြီမဟုတ်လားဒီနားမှာလက်ပံပွဲကောက်တိညနေချိန်ဆိုဈေးတန်းလေးတစ်ခုဖြစ်နေသည်ပိုက်ကမီလာသည်ငါးတွေချောင်းထဲမြောင်းထဲကနှိုက်လာသည်ငါးတွေ မြစ်ထဲကနေတနိုင်တပိုင်ရလာသည့်ပစုံတွေကိုခြာရောင်းသည့်ဈေးလေးဖြစ်သည်။နေကညုံနေသည်ဈေးတဲလေးတွေပြောင်းချင်ရောမြည်။ကျမကိုမော့ကြည့်နေသည့်ဈေးတဲလေး၏မျက်လုံးကို ကျမမှန်းကြည့်သည်။ဝယ်မလားလို့မျှော်လင့်နေသည့်မျက်လုံးလေးတွေလား။ထိုမျက်လုံးတို့၏အထိတ်ပဲကို ကျမသိသည်။ထိုမျက်လုံးလေးတွေ၏စကားကိုကျမမငင်းဆန်ရပါ။ဘာကြောင့်ပါလဲ။တခါတော့ကကျမလည်းဈေးရောင်းခဲ့ဘူးလို့များလား။ဟင်းအင်း ကျမဈေးရောက်လာကမိမိဈေးဆိုင်ကို ထိုင်ပေးခဲ့ရောမှာခလေးဘဝအရွယ်ကျောင်းအားသည့်တရံမှာ မိမိဆိုင်ကနေအိမ်ခဏပြန်ခိုက်လာမသိကျမခဏထိုင်ပေးပြီးရောင်းခဲ့တာမှတ်မှတ်ရရငရုတ်တီးကြောက်ပေါ့ငရုတ်တီးက30တာဆိုရင်ကို အများကြီးထည့်ချိန်ပေးရတာပဲကျမကချိန်ဝင်ရှာဖို့တအားထွက်နေအောင်ပူပူတသာမချိန်ပဲကော့တီစွန်းသည်ဆိုရုံလေးပဲစွန်းထွက်အောင်ချိန်ပြီးတော့ဈေးဝယ်သူကတိတ်မကျေနေတာကိုကျမမှတ်မိသည် အမလီလီမငိမ့်သမီးကတော်တော်ဆိုးတာပဲဟုရေရွတ်တလားပါလားတခုခုတော့ပြောသည်မမေကိုပြန်တိုင်လာတော့ကျမသိသည်မငိမ့်ညီသမီးကိုဈေးမရောက်ခိုင်းနဲ့တဲ့ဒါပါပဲနောက်လဲမမေကမရောက်ခိုင်းပါဘူးကျမဈေးတည်းမဖြစ်ခဲ့ရပါဘူးဟွန်းမဟုတ်သေးပါဘူးကျမရောက်ခဲ့တယ်လေညလေးပန်းတွေပန်းကုန်းဖြစ်အောင်ကုန်းပြီးဈေးထဲမှာလဲရောက်ခဲ့တယ်လေ ။အိုးအဲ့ဒါကလည်းဝယ်နေကြဆိုင်တွေကိုလိုက်ပေးတာမျိုးပါပဲ။ဖောက်တဲ့ဖြစ်အောင်လမ်းထွင်ပြီးရောင်းပေးခဲ့သူကကျမညီမနှစ်ယောက်ပါ။ကျမကစီးတက်ကတူကကြောင်းပိတ်လို့အိမ်အပြန်မှာညီမတွေကိုလိုက်ကူပေးတာ။ဘာပဲဖြစ်ဖြစ် ကိုပန်းကုန်းကိုလှမ်းကြည့်နေတဲ့တယောက်ယောက်ကိုဝယ်မလားဆိုရဲမျှော်လင့်ချက်နဲ့တော့ကြည့်ခဲ့မယ်ထင်တာပါပဲ။ကျမတို့ကိုပစုံရောင်းပြီးလျင်ကလေးမလေးဒီအဝေးစီတို့ပြန်ရမည်ဟုကျမသိနေသည်။ မန္တလေးမှာနေနေကြတော့မြမအများစုသည်မြို့ပြင်တတော်ဝဝေးမှာနေကြရသည်ကျမညမမိသားစုကိုပဲကြည့်မြို့တင်မှာနေထိုင်ကြသည်အခုခါမြို့ရဲဝင်းကျင်မှာနေသူတွေအနက်စီးပွားရေးလုပ်ငန်းကောင်းသောမြမများကနေလာပြီအဝေးကရောက်လာသည့်လူမျိုးချားသို့မဟုတ်လူမျိုးချားသွေးနှောသည့်မြမများကပုံများသည်ဟုဆိုကြသည်ဟုတ်များဟုတ်သလားမသိ တစ်ခါတစ်ခါမှကျမ အခုလိုလာဖြစ်တော့လဲမန္တလေးသည်ကျမတည်တည်မန္တလေးနဲ့မတူတော့တာကိုတော့သတိထားမိပါသည်မရောက်ဖူးခင်က မန္တလေးမရောက်ဖူးခင်ကမန္တလေးကိုရွှေမန်းစီတို့တခြင်းဖြင့်ကျမမှန်းစားညင်ရောက်ကြည့်မိသည်မစိမ့်စိမ့်ဤရွှေမန်းစီတို့ခြင်းသည်ကျမတို့ငယ်စဉ်ကဓာတ်ဆက်ဖွင့်လျင်ပါဝင်လေးရှိသည့်တခြင်းတစ်ပုဒ်ဖြစ်သည်မစိမ့်စိမ့်အတန်ကကြည်သာပြီးညံ့ညောသည် ရင်ထဲကလာသည့်အတန်အိန္ဒြေရှိသောအတန်တချင်းဤအတိတ်ပဲနှင့်အလွန်လိုက်ဖက်ပါသည်ကျုံတော်ပတ်လေမြမျိုးယူပြာဦးပစ္စည်းကာယံကတည်းမြမဆန်ထာနေတာရပါပြီသည်ရှေးခေတ်ကနန်းတော်တွေကိုပပတ်လေကာယံထားတတ်သည့်ကျုံဆိုသည်ကိုတချင်းထဲကနေမြင်အောင်ကြည့်ရတာတော်တော်ခမ်းနားတာပဲ ရန်သူတွေမန်းတွင်းတို့အလွဲတကူဝင်မရအောင်အဝင်ရခက်ခဲအောင်ရေပက်လေဝိုင်းနေအောင်လှုပ်ထားတာပဲထင်ပါရဲ့နိုင်ငံခြားစကားတွေမှာဥရောပနိုင်ငံတွေဤရှေးခေတ်ရဲတိုက်တွေနဲ့တိုက်ပွဲမြင့်ကွင်းတွေကိုမြင်ရတာတိတ်ကိုကြီးကျယ်ခမ်းလာတာကိုမြစ်ချောင်းကဲ့သို့နှဆိုင်ကျယ်ဝန်းသည့်ရေပြင်ကိုဖျက်ဖို့တံတားတွေထားရပြီးတချို့တံတားတွေကတံတားအရှင်တွေဖြစ်သည်လိုအပ်ရင်တံတားချခင်းပြီးတံတားမလိုချင်ရင်ပြန်ရုပ်သိမ်းလို့ရသည် ရန်သူတွေလာရင်တော့တံတားကိုပြန်သိမ်းထားတာပေါ့ရန်သူတွေကရဲတိုက်ပက်လေကကျုံကိုလှေဖြင့်ဖြက်မလားတံတိုင်းပြဦးတနေရရာကိုချိုးရမ်းဖြစ်ပြီးချိုးဖြင့်ဖြက်ကူလာမလားမန္တလေးလဲဒီလိုပဲပေါ့မျိုးရိုးတံတိုင်းအပေါ်ကနေနန်းဆောင်တပ်သားများသည်မြားဖြင့်ဖြစ်ပြီးရန်သူတွေကိုပြန်လဲခုခံတိုက်ခတ်ကြမှာပေါ့ကိုမမြင်ဖူးသေးသည့်ကျုံတော်ကြီးရေရဲရေအောက်စီမှာ နေကြီးဖြင့်ပဏ္ဏယလှပတင့်တယ်နေသည်ဂျုံတော်ကြီးကို စိတ်ကူးထဲမှမြင်ရောင်ကြည့်ရတာရှင်ခုံစရာကောင်းသည်ဟောဓပုံတွင်မြင်ရတော့ပိုတောင်းရှင်ခုံရသည်မန္တလေးကျောင်း၏အတွင်မှာနန်းတွင်မြို့ရိုးတတိုင်းတွေကတိတ်လာတာပဲလားမြို့ရိုးဤထောင်နေရာတွေမှာဆုလက်မောချုံတတ်ထားသည့်ပြတ်သက်အမြင့်တွေကရှိသေးသည်ဂျုံရီတွင်ပေါ်နေသည့်မြို့ရိုးအရေးတို့တစ်ပင်တကားရေးတို့ကလည်းဂျုံကိုပိုလှအောင်ဖန်တီးပေးနေသည် ရေရိပ်ရေအောက်စီဆိုသည့်စကားလုံးကိုပြန်ချားရောင်မိပြန်သည်ကျုံတစ်ခုသည်ဟိုဘက်ဒီဘက်အနားတွေကျေလီရန်သူကိုပိုကာခွင်နိုင်လီတဲ့မန္တလေးကျုံကရေဘလောက်နှက်ပါလဲဟိုဘက်ဒီဘက်ကန်းကရောဘလောက်ကျေပါလဲဘာတချင်းမှမသိသည့်တချင်းတစ်ပုတ်မှာတော့ပိုပြီးတိကျသည့်အချက်လက်တွေပါဝင်သည်ပစ်စင်ပြအိုးမြူယူကျုံးပလဲမှသားစရာတကားစနရ48ပြတ်တဲ့ရန်ကြီးတဲ့ဒါဖြင့် ပြသက်48ခုတောင်ရှိရလားကျမတခါမှရေတွက်မကြည့်ဘူးတလို့စာထဲမှာလည်းတခါမှရှာဖွေဖတ်ရှုမကြည့်ဘူးပါဆယ်ရန်းအောင်တော့စီးတက္ကသိုလ်ကိုတက်ခွင့်ရတာကံကောင်းတာပေါ့ပထမတော့ရန်ကုန်စီးတက္ကသိုလ်တို့မတက်ရတော့ရန်ကုန်ရောက်သွားသည့်တငယ်ချင်းတွေကိုမနာလို့ဖြစ်ချင်းချင်းရန်ကုန်ဆိုတာမြို့တော်ကြီးမဟုတ်လားနောက်တော့မန္တလေးကိုရောက်သည့်အခါမန္တလေးမှာနေပြောသည့်အချက်တွေအများကြီးရှိမှန်းသိလာရပါသည် ထမဆုံးမန္တလေးအတွေ့အကြုံမန္တလေးသို့ရောက်သည့်အချိန်ကညနေနေဝင်ချိန်တကယ်တော့ရေနံချောင်းကနေညနေထွက်လာတာမို့မန္တလေးသို့နနက်ခင်းမှဆက်ရောက်ရမည်ကပါလမ်းမှာကားပြက်နေတာကအကြကြီးတနေ့တမောညကိုရက်ထားသည့်ပြင်ဖို့ကြိုးစားနေသည့်ကားပေါ်မှာ အချိန်ကုန်လွန်ခဲ့ရသည်ထို့ကြောင့်ညနေဆောင်မှာခြင်စည်းတွေထွန်းသည့်အချိန်ကြမှာမြူထဲဝင်တော်သည် ထို့အခါရောက်ရောက်ချင်းပထမဆုံးချမတတိထားမိသည်ကဆနွင်းတက်ကိုမီးရှို့ရမှရသည်ဆနွင်းနံဖြစ်လေသည်အိုးဘာပြောကောင်းမလဲနှာခေါင်းထဲသို့ဆူဆူရှရှာတိုးဝင်လာလိုက်တာမန္တလေးဟာချင်းအလွန်ပေါ်တဲ့ဖွဲနဲ့ဆုပ်ကင်ပြီးပတ်လိုက်တယ်လို့ပဲတဲ့ချားဖူးနေသည့်စကားတို့ကိုမှန်လိုက်လေချင်းဟူရှိရွတ်မိသည် ဟုတ်ပါရဲ့ချင်းများလိုက်တာကျမတို့ရေနံเจ้าမှာချင်းတော်တော်နေသည်မျိုးကကုန်းမြင့်ကုန်းစင်းတွေနဲ့ တဲလွမ်းသောမြေကြီးမှာရှိသည်ဘတော်မှာအိုင်ထုံးမနေခဲ့ပြီဒီတော့ချင်းအောင်စရာနေရာရှားခဲ့မှာပေါ့အိုးမန္တလေးရဲ့စနွေးနံကဆိုးရွားလာပါလားကျမကစနွေးနံကိုမခံနိုင်လောက်အောင်ဆိုးရွားသည့်အနံပဲဟူသမခါအလွန်စိတ်ပြတ်သွားတော့သည်ပထမဆုံးညမှာအဆောင်ရမရလဲမသိကျောင်းကိုလည်းမမြင်ဘူးသည်တဲခုစရာအိမ်ကဖိဖိမိတ်ဆွေတို့တင်းရင်ဤအိမ်ဖြစ်သည် မလွန်ရက်ကွက်မှရှိသည် အကိုကမန္တလေးစစ်တပ်ကတူမှနေလာခဲ့ဘူးသူမို့ဒေါ်သိန်းရဲ့အိမ်ကိုတိနေတော့တော်ပါသေးရဲ့အကိုချောင်းတက်တော့ကတော့ဖိဖိလိုက်ပို့ထားခဲ့သည်ထင်ပါရဲ့ချနာမထောင်ပဲအိတ်လူမရတာအသာထားပါအောင်စကားပြောနေတော့ဗစက်သေးသူချင်းဝင်တိုးတာကစိုးလာသည်စိတ်ညစ်လိုက်တာနော်ဒီမန္တလေးမှာကျမခုနှစ်နှစ်ကြီးများအောင်ကျောင်းတက်ရမှာပါကလားကျမရောက်ချိန်ကဖေဖော်ဝါရီလဆန်းနေတူပါရဲ့ချမ်းနေသေးသည် နနက်ညတွေမှာအနှွေးရဝေရသည် နေခင်းမှာတော့ပူအိုက်သည်မန္တလေးကျွန်တော်တို့ရွှေမန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခဲ့ရမယ်မောင်တင်မစူနန်းတော်ရှိဆရာတင်ကမန္တလေးကိုဖွဲ့ထားတာချမ်းလင်လဲအလွန်ချမ်းအိုက်လင်လဲတူမတူအောင်ပူအိုက်ဒါကြောင့်အောက်ဖြီအောက်ရွာကရန်ကုန်သူတို့ မော်လမြိုင်သူတို့ကိုလိုက်ခဲ့ရမယ်လို့မခေါ်ပါတဲ့ဟုတ်မှာပဲခေါ်လဲမန္တလေးအချမ်းတည်သွားလို့ကတော့ဘယ်သူမှလိုက်မှာမဟုတ်ဘူး တွေးပြီးပြောမိသည်သို့တော့ကောင်းတာကောင်းစင်မရှိတပြင်းညီညီညာသောမြင်မျက်နှာပြင်မှာလမ်းလျှောက်ရတာလေတမျိုးတော့စိတ်ဝင်စားဖို့ကောင်းတာတခုတော့ရှိတာပေါ့သူတို့မန္တလေးအခေါ်တပြားဆိုတာကတော့ခရီးဝေလွန်တော့တပြားဆိုရင်လျှောက်လိုက်ရတာမတတ်ပါဘူးလေစေးတက်ကတူတို့ရောက်ចောင်းအပ်အဆောင်ငါ တငယ်ချင်းကမရှိ အကိုကဟိုဟိုတီတီလိုက်ပို့ပေးသည်မန္တလေးကျောင်းနဲ့နန်းတော်ကိုကြည့်ချင်နေတာကြာပြီမို့မြင်ဖူးလိုက်သည့်အခါအံဩစွာသဘောကျသွားသည်အိုးဓပုံတင်းကထပ်တန်းလှနေပါလားကျုံဆိုတာဒီလိုပါလားကျုံပေးမှာလမ်းလျှောက်ရတော့စောင်းနှောင်းတိရွက်ချွေတို့ရေနံတွင်ရေအီးရေနံရောလျက်ဆူဆူဆူအေးမြလို့လို့ပါလို့လို့ကျုံဒီ လေးဘက်လေးတံမျိုးယူကြီးကိုလေးတောင်ကျကြပင်ပတ်လဲဝိုင်းနေသည်ကျုံးရည်ပြင်ကိုအပြင်ကနေလှမ်းကြည့်ရင်တိတ်မကျေဘူးထင်ရတော့လေအခြေပင်နေရာကျော်သည်ဟုဆိုသည် ဟုတ်တာပေါ့ဒါကြောင့်ကျုံးဖြတ်တရားတွေပေါ်လျှောက်ရင်လမ်းလျှောက်ရတာအနေတော့ပဲကျမအများဆုံးရောက်ဖြစ်သည့်တရားကတော့နန်းတော်ဤတောင်ပတ်တကားမှာရှိသည့်မင်္ဂလာတရားပါပဲစီချောင်းကနေညနေအတန်အပြီးမှာနန်းတွင်းထဲကရုပ်ရှင်ရုံတို့အပြေးလွှားသွားကြည့်ကြတာလေ မင်္ဂလာလန်းပေါ်မှာပြည်သည့်ဘတ်စကားမှမရှိပဲကိုကသူများလိုစပိန်လည်းမရှိတဲ့စပိန်လည်းမရှိခတ်တုတ်တုတ်လမ်းလျှောက်ရတာဘယ်ဘလောက်ပါလဲအေးလီဘယ်နှပြပါလဲလမ်း30ကနေ26ဘီလမ်းဆိုတော့၄ပြပေါ့ပြီးရင်ကျုံးကိုဖြတ်ဆောက်ထားတဲ့မင်္ဂလာတရားပေါ်ရှောက်ကျုံးရည်ပြင်ကိုငုံကြည့်တော့အနက်ကြီးရေက15ပီခန့်နဲ့တည်းဥရောပအလေခေတ်ကရေတိုက်တွေပက်လေကကျုံတွေမှာတချို့ပေ30တောင်နဲ့တည်းဟုသိရသည် ဖြစ်နေ15ပေဆိုတာလဲလူနှစ်ရက်မှမကပဲရန်သူတွေကိုကာဝယ်ဖို့ထိရောက်သည့်ရေအနှက်ပါပဲနန်းတွင်နေဝင်နန်းတွင်နေရောက်တော့ရုပ်ရှင်ရုံကနည်းနည်းလှမ်းသည်သည်ဗုဒ္ဓလောက်ကန်ရှိသည်ကျောင်းအားရမှာနန်းတွင်နေရှောက်လေကြပူသည်အရှိဘက်မှာရှိသည့်တရားပေါ်တော့တိတ်မရောက်အရှိတရားပေါ်ကနေပဲကြည်ကြည်အရှိကျုံးထိတ်ကပဲကြည်ကြည်မလန်းမကန်မှာမန္တလေးတောင်ကို ကျုံးနေအတဲ့ကျုံးဤတစ်ဖက်ထိတ်မှာမြင်နေရသည် လှလိုက်တာဘာဘူလွမ်းရမှမသိပေမဲ့လွမ်းစရာကောင်းနေသည်ကျမမတော်ဖြစ်သည့်တရားကတော့အာလဝီတရားဟုခေါ်သည့်အနောက်တက်တဲ့ဂိတ်ပေါက်ကတရားပါစာရိုက်ကြီးရှိရာနေရာနဲ့တက်တဲ့လောက်မှရှိသည်စာရိုက်ကြီးတို့သွားရင်လှလန်းမြင်ရသည် ထိုအခါမျိုးတွင်စိန်ပါတီလာတီဆိုသော ပါတော်မူသည်စင်းနေကကဘာအလီလီတအားရုပ်စီဖို့အာလဝီတကားကထုတ်လို့ရာစာသမုတ်ကိုဆောင်းသည်ဆိုသည့်စကလုံးကိုတတိယသည် အာလဝီတကားသည်အမင်္ဂလာတကားဟုပြောတန်ကြဘူးသည်အာတူဘာတို့ဘာတို့ကို ထိုတကားကနေထုတ်တာဆိုလားအင်္ဂလိပ်ကတီဘောမင်းနေမိဖုရားကိုနန်းပြင်ထုတ်ပြီးတင်ဘောစိတ်သူခေါ်သွားတော့ထိုအမင်္ဂလာတကားကနေထုတ်သွားလို့ပြည်သူအများမျက်ရည်မစဲနိုင်အန်တချိချိနဲ့နာကျင်ကြရသည်ဟုပြောသည်တော်လေရတွင်ရှောင်ရတိန်ရသည် စပိန်တွင်စပိန်တွင်အများကြီးကျမကို အကိုကကိုရန်းစာမေးဝဲဖြီးပြီးနွေရာဒီချောင်းပေးရက်တွင် စပိန်စီးတင်ပေးပြီးမဲ့ကျမကြောက်တတ်သဖြင့်မစည်းတက်ခဲ့။သူများတွေစပိန်စီးတာကြည့်ပြီးအားချလိုက်တာ။ကျမညီမငယ်ကတော့မန္တလေးသားနဲ့အိမ်အောင်ချဖြစ်မိကို ကြိုသိနေတယ်လို့ပဲ။သူငါးတန်းရွယ်ကလေးကဘသူကမှတင်မပေးဘဲနဲ့သူ့ဟာသူမနိုင်တနိုင်မှမီတမီထောက်ပြီးနေရင်စီးတက်သွားခဲ့သည်။အခုဖြင့် ညမသည်စပိန်သားမကဆိုင်ကယ်ကိုလည်းကျွမ်းကျင်စွာစီးနိုင်နေပေပြီညမ၏သားနှင့်သမီးလည်းစပိန်ကိုစီးတက်နေပြီယခုအခါမန္တလေးမြို့ပြင်လန်းတွေမှာနန်းနက်ခင်းနဲ့ညနေခင်းမှာစပိန်ဖြင့်အလုသွားအလုပြန်သူတွေကိုဖုံးလိုက်များစွာတွေ့ရပေမယ်မြို့ထဲတွင်တော့စပိန်ထက်ဆိုင်ကယ်ကပိုများနေပြီဆိုင်ကယ်တန်တွေဟွန်တီးတန်တွေဖြင့်စူညံပေါ်လောရနေသည့်မန္တလေးသည်ကျမတိခဲ့သည့်မန္တလေးနှင့်မတူတော့ပါ ထိုင်ကုန်ဖြင့်ထိုင်ပြီးခြေထောက်ချစီရသည့်မန္တလေးမြင်းလဲတွေကိုယခုအခါမမြင်ရတော့ကျမတို့ရေနံเจ้าမှာမြင်းလဲသည်အပြန့်ကျဲကြမ်းကင်းတစ်ခုပေါ်မှာကျုံကျုံထိုင်ရသည့်အမျိုးအစားဖြစ်သည်အောက်ပိုင်းကတော့ဘုံပြဲဟုခေါ်တဲ့ကျမတို့ကတော့မြင်းလဲကိုယထာဟုခေါ်ပါသည် တနေရာကနေတနေရာသို့သွားရင်ဂုံးတက်ဂုံးစင်းမှုယထာစီးသွားပါလားဟုပြောကြသည် မန္တလေးရောက်ပြီးတနေ့နှစ်နှစ်ကြာလာတော့အခါယထာဟုသောအတုံးနှုံးကနေမြင်းလဲဟုသောအတုံးနှုံးတို့အလိုလိုပြောင်းလဲတုံနှုံးဖြစ်သွား၏စပိန်စီတက်သည့်တငယ်ချင်းတယောက်ကိုရင်းနှီးချစ်ခင်လာသည့်အခါကျမအားနောက်ထိုင်ကုန်မှတင်းပြီးမန္တလေးအနှံရှောက်သွားကြသည်စီချောင်းကနေဟိုးမန္တလေးတောင်ကြီးမှာဖွင့်သည့်ဟင်္ဒရာမုံဟင်းကဆိုင်တွေသွားပြီးမုံဟင်းကစားကြတဲ့လေအဲ့ဒီတော့ကမိုးရွာလဲ ရေရှမ်းနာရီပါရီတိတ်မရှိရေနှုံမြောင်းစနစ်ကတိတ်မဆိုးသည်ဆိုးရွားတာကတော့ကျုံးရီကိုအောက်သုံးရီအဖြစ်သုံးဆွဲကြရင်ကအသေးရောက်အတဝါယောဂါတွေကူးဆက်ပြန့်ပွားတာမျိုးမကြာခဏဖြစ်ပေါ်တတ်ခြင်းပေသည်ကျမနဲ့အတန်းတူတငယ်ချင်းတချို့အသေးရောက်အတဝါယောဂါဖြင့်စီးုံတရားတွေရှိဘူးသည်ရေဆိုးဆုံးဖြစ်စနစ်မကောင်းရင်အောက်သုံးရီမတန်ရင်ရေမတဆင့်ကူးဆက်သည့်ယောဂါတို့ပြန့်ပွားမှာပဲသည် စီးချောင်းသားတွေကရောဘာသားနဲ့ထူထားတာမို့ချမ်းသာခွင့်ရမလဲစီမျက်နာကဲ့သို့ညီညာသောမြေပြင်ရှိသဖြင့်မင်းတုံးမင်းကနန်းတရာမြို့ဖြစ်ရွေးချယ်ခဲ့သော မန္တလေးမြို့မြစ်လေးထွေဝန်းရံလျက်ရှိသော မန္တလေးမြို့သည် မိုးရွာသည့်အခါရေတွေရှန်သည့်မြို့ဖြစ်နေပြီလမ်းတွေနဲ့အဆောက်အအုံကြီးကြီးတွေချဲ့ဖို့တစ်ပင်တွေကိုခုတ်ဖြစ်တာများလွန်းသဖြင့်လူရည်ဒီမှာလဲပူအိုင်လွန်းသည့်မြို့ဖြစ်နေပြီတော်ပါသေးရဲ့ အခုလိုလက်ပံပင်ကြီးတွေကိုတော့မခုတ်ပဲခြံထားကြပြီလို့အေလန်းဟုခေါ်သော35လမ်းကမကြီးပင်ကြီးတွေကတော့ကုံသွားတာကြာလာပေါ့ကျမကိုပဲမန္တလေးဤတစ်ပင်ကြီးတွေကိုပြီးလိုက်သေးသည်အရိတ်အာဝါဒကောင်းကောင်းနဲ့မော့ကြည့်လေအကိုင်းတွေမြင်မြင်ဝေဝေဆဆာအရွက်တွေဖဖားနဲ့ကုတ်ကိုပင်ကြီးများမကြီးပင်ကြီးများနေရာတွင်ကွန်ကရစ်တွေဖြစ်ကုန်ပြီကျမတို့ကားသည်ပစွန်တွေကိုလည်းတဲလက်ပံပွင့်တွေလည်းတဲ လွမ်းစရာအတိတ်တွေကိုလည်းတည်ဆောင်လျက်မြို့တစ်တို့ပြန်မောင်းလာခဲ့ကြသည်ညီမတို့အိမ်သည်ပေ40ခြံဝိုင်းကိုပေ30ပတ်လဲအုံညက်ဆောက်ထားသည့်အိမ်ဖြစ်သည်ယနေ့ခေတ်မန္တလေးအိမ်တော်တော်များများထုံးစံအတိုင်းခြံဝန်းထဲကအိမ်ရှိကွက်လက်ကိုကွန်ကရစ်ခင်းထား၏ပြီးမှတုံးလေးပိစားခြံထားသည့်မြေကြီးတွင် ကောင်းနိုးရရအပြင်တွေကိုပွနေအောင်စိုက်ပျိုးထားသည်ကျမတို့သည် အိမ်ရှိလူကုန်ထွက်ကြတာဖြစ်သဖြင့်အိမ်ရောက်မှညစာကိုချက်ရပါမည်။စားတယ်စားတယ်ဟု သမီးကအော်နေပြီ။ခဏဆောင်သမီးအစာပြေမုန်လေးတွေစားထားနဲ့မဖြစ်သူကညံအောင်ခောက်ဆွဲကြော်သွားဝင်မယ်ဟုဟန်ပြနေသည်။ညီမကအပြင်စာတွေကိုစားလို့မရသူဖြစ်တော့သူ့သားသမီးတွေကိုလည်းတတ်နိုင်သမျှအပြင်စာမချွေးလိုပဲ။ထမင်းပဲစားကြတာပေါ့ဗျာ။ညံပါလေဒီမှာချက်ပြီးပြို့ခဏဆောင် ဖိုးသားကတော့ပေါင်မုံကို ထမင်းထပ်ပေါ်မမောသူမို့ပေါင်မုံစားမယ်ဟုဆိုသည်ညီမကမျက်စစ်ပေါင်းတဲ့စံထဲတုံးမိကပြတ်သွားလေသည်ဟောတော့အဲ့ဒါမန္တလေးပဲဟုညီမကကျွန်မအားလန့်ပြောသည်အမလီငါတို့ရန်ကုန်လဲမီးဖြတ်တာပဲအဲ့ဒါညီမပြီးလို့ပြောရမှာဟဲ့ဟုတ်လားခဏခဏပြတ်တာပဲလားဖြတ်ပါခဏခဏပြက်လားမပြက်လားနွယ်နွယ်ကြီးချိုးကန်နေတိုင်းဖျောင်းနိုင်ထုံးတယ်။ဟွန်းရေချိုးတာနဲ့ဖျောင်းနိုင်ဘာဆိုင်လို့လဲ ။ဟိုသူရေချိုးနေတော့မီးပြန့်ရင် ရေချိုးကန်းထဲမှာမှောင်လို့ပေါ့။ကျမတို့ရေမောဖြစ်ကြသည်။ကျမကတော့ရေချိုးကန်းထဲရေချိုးရင်မီးဖြတ်တာကြုံဘူးပါရဲ့။ဒါပေမဲ့မှောင်ထဲမှာကျင်သားရသည့်မျက်လုံးတို့ဖြင့်မှန်ပြီးချိုးလိုက်တာကြီးပါပဲ။ကျမညမလက်ကမှောင်ကို ကျမထပ်ပိုကြောက်၏။မီးဆက်ကဘယ်ရောက်သွားလို့လဲ။ညမကမေးတော့ပြက်နေလို့ပြင်ဆိုင်ပို့ထားတယ်ဟုကျမဖြေလိုက်ရသည်။ညီမကျမတို့အိမ်မှာအင်ဗတ်တာမရှိပါ ကျမညီမအိမ်ကတော့မီးဆက်ရော အင်ဗတ်တာရောနှစ်မျိုးထားဒီမို့ဖျောင်းနိုင်ထွန်တာမတွေ့ရဘူးညီမကမီးတော့ပြက်နေလို့ပြင်ဆိုင်ပို့ထားတယ်ဟုကျမဖြေလိုက်ရသည်ကျမတို့အိမ်မှာအင်ဗတ်တာမရှိပါညီမအိမ်ကတော့မီးဆက်ရောအင်ဗတ်တာရောနှစ်မျိုးထားဒီမို့ဖျောင်းနိုင်ထွန်တာမတွေ့ရဘူးခဆွဲကြော်ဖက်ကအနိုင်ရအောင်မီးကကုညီလိုက်တဲ့ဖြင့်မဖြစ်သူကစိုင်းကယ်ယူလျက်ပျော်ရွှင်စွာချီတက်လေသည် ကျမကတော့အစာပြေရေကိုပဲတောက်မည်ဟုတောက်ရေဦးဖုံးကိုကိုင်းလိုက်သည်အမအဲ့ဒီရေကမကြိုရသေးဘူးကိုထုံးထုံးရေစစ်နဲ့စစ်ပြီးဒီတိုင်းလောင်းထည့်ထားတာအနေထိုင်အောင်လှုပ်ထားတဲ့ဘောပဲရေရဲတက်တာတွေကရေပလင်းတွေကနေတောက်ငါကြိုပြီးအေးခံထားရရေချက်အေးအိုးရပါတယ်ဒီတိုင်းပဲတောက်မယ်မတောက်နဲ့နင်းကယောဂထူလွန်လို့အလိုညီမတို့အိမ်မှာစီပင်တာယာကပေးသည့်ရေပိုင်နဲ့ရေဆက်ငုပ်ရှိတော့လေအလုံးမဖြစ်သဖြင့် အဝီစီတွင်းကရေကိုဆုတ်တင်ပြီးသုံးရသည်အဝီစီရေကရေသွေးမကန်းဟုဆိုသည်ရေသွေးမဟုတ်ဘဲအနှဲငယ်စီးပုံရပါရဲ့ထို့ကြောင့်ညီမတို့သည်ရခမအိမ်ကစီပင်ရေကိုရေဘူးတွေဖြင့်တည်လာပြီးထမင်းဟင်းချက်ရေနွေးကြိုဖို့သုံးကြသည်အဲ့ဒါကျုံးရေလားဟုတခါကမေးကြည့်ဖို့သည်မယုံနိုင်စရာကောင်းသည့်အဖြေကိုရှားခဲ့၏မတည်ဘူးတဲ့ ဟဲ့တော့ကိုသုံးနေတဲ့ရေကိုဘယ်ကလာတဲ့ရေမှမသိဘူးလားတော်တော်ညံ့တာပဲညည်ရေလည်းဖြစ်နိုင်တယ်ကျုံးရေလည်းဖြစ်နိုင်တယ်ဟုပြန်ဖြေသည်ပြီးတော့ရေကိုကလိုရင်းနဲ့ဗာနဲ့ဖြတ်ထားလာလဲငါမသိဘူးဒါကြောင့်ငါကတောက်ရေကိုကြိုပြီးတောက်တာဟုဆက်ပြောသည်မန္တလေး၏ရေဖြန့်ဖြူးသည့်စနစ်မှာ အရင်ကထက်ပိုတိုးတက်လာခဲ့သည်ဟုပြောလို့ရပါ၏သို့သောရေကိုချမ်းမာရေးနဲ့ညီညွတ်အောင်ဖန်တရကင်းသည့်တောက်ရေဖြစ်အောင်ကုသသည့်အဆင်ရောရှိရလား ကျမဖတ်ဖို့ဒီရေပညာရှင်တဦးဤ2004မှတ်တမ်းတစ်ခုအရတော့ရေကိုကလိုရင်းဖြင့်ဖြတ်သည့်စနစ်မရှိဘူးဆိုပဲမန္တလေးတောင်ကြီးတွင်ရှိသည့်ရေတူလောင်ကန်ကနေမြို့နေသူလူထုကိုဖြန့်ဖြူးသည့်ရေမှာအဓိကကျုံးရေဖြစ်တဲ့ကျုံးရေကဘလောက်များတန့်လို့လဲဟုမေးစရာရှိသည်ရေနီမြောင်းကနေကျုံးထဲကိုဝင်သည့်အခါရေကနောက်ပြီးနီးနေတော့လဲကျုံးရေဖြစ်သည့်အခါ မှန်ကဲ့သို့ကြည်လင်သွားသည်ဟုရှေးဟောင်းစာတွင်မှတ်တမ်းတွေထဲမှာဖတ်ရဘူးတာကိုတတိယသည်ဘလို့များကုသလိုက်ပါလေဟုကျမစိတ်ဝင်စားခဲ့သည်မင်းတို့မင်းခက်ကတော့ကလိုရင်းဖြတ်တာတို့ဘာလို့ရှိမှာမဟုတ်အပင်တွေထဲဖြတ်ခမ်းသလားမသိပါတို့တော့ဟိုတုန်းကလူဦးရေနဲ့အခုလူဦးရေကကွာခြားလာသည်ဟိုတုန်းကကျုံနေမဝင်ခင်စီးလာသည့်ရင်းနှီးများ၏တန့်စင်မှုနှင့်အခုအခြေအနေတူမှာမဟုတ် ရင်းနှီးမြောင်းတခြားအဝတ်လျှော်သူရေချိုးသူအညစ်အကြေးစွန့်သူအိုးကျမအနေငယ်ပကုံးတောင်းလိုက်မိသည်ရေခဲတက်တာတွေကရေပလင်းကိုယူတော့လိုက်စင်မှာမန္တလေးကစာရေးဆရာတူပြောသည့်စကားကိုသတိရသွားပြန်၏တကြံဆိုမန္တတွေကိုကျုံးပြီးမှတန်းစီပြီးဆောက်အိမ်သားတွေလည်းဆောက်အညစ်အကြေးတွေကျုံးနေရောက်တဲ့ဟဲတကယ်လားအီလီကျမတို့ရန်ကုန်မှာတောက်တုံးနေသည့်ရေတွေကရောဘလောက်တန်လို့မန္တလေးရေကိုထိတ်လန့်နေရတာတော့ တောက်လိုက်စမ်းပါအားရပါရဒီလိုရေကြီးကြီးလင်းလောင်တောက်ခွင့်မရတဲ့မြို့သူမြို့သားတွေမန္တလေးမှာ40ရာခိုင်နှုန်းလောက်ရှိတဲ့ကဲရေတောက်ပြီးတော့ပစုံ90သားကိုပလတ်စတစ်အထုပ်တိုင်းရေခဲတတာအပေါ်ဆုံးလွှာထဲထည့်လိုက်သည်အိမ်ရှိလူကုန်ထွက်ကြသည်မို့20မီတာ main switch ကိုဆပစ်ခဲ့သည်ဆိုတော့အခုရေခဲတတာတွင်အေးတဲ့လုံးဝမရှိပေမိမအချိန်မီပြန်လာပါမလားငါပစုံလေးတွေမနဲ့ရောက်တော့ကောင်းမှကောင်းပါတော့မလား မီးကိုစောက်နေမဲ့အစားဖင်းမနေပဲဒီညပဲမီးမွေးပြီးချက်ထားလိုက်ရင်ဆွမ်းလောင်းလို့ရတာပေါ့ဒါမှမဟုတ်မီးလာတဲ့အထိစောက်ရမလားမီးကတစ်ခါပြက်ရင်ဘယ်လောက်ကြာလဲညီမကိုမေးပြီးတော့ညီမကအင်းဟူကြီးရွက်ခါပြက်ချိန်တွေကိုပြန်စင်းစားစေတားကရေသည်ခဏလေးနဲ့ပြန်လာခြင်းလဲလာမယ်တညာလုံးပြက်ချင်နေပြက်မယ်တဲ့ကျမရေမိသည်ဟုတ်ပါတယ်မေးမိတဲ့ကျမရဲ့အမှားပေါ့ကဲစောင့်တော့စောင့်လိုက်ပါဦးမယ် နာယူဝတ်တနာယူနဲ့တော့ပစုံလေးတွေပုတ်မကုန်တော့သေးပါဘူး။ခောက်ဆွဲကြော်ဆောင်နေခိုက်စာနေသည့်ကိုစိတ်ကိုဖြည့်ရန်မနက်မှစားမိအစားအစာတွေကြောင်းတွေးမိသည်။မန္တလေး၏မိရှေနဲ့ဆံပြားရတာမျိုးကိုရန်ကုန်မှာကျမမရလေတော့မန္တလေးရောက်တိုင်းအစားအသောက်ကိုပဲဦးစားပေးပြီးစီစဉ်မိသည်။ကျမမန္တလေးရောက်တိုင်းမဖြစ်အဖြစ်အာဟာရသွားလိမ့်ရှိသည်။ဖိုင်နန်စီကတော့မရှိတော့ဘူး။ တောင်လိုပုံနေတော့အသီးရွက်တွေကိုမမြင်ရတာကြာလိမ့်ပြီ။ဟိုတုန်းကများကိုင်းနန်းစည်းကိုတွားရတာမြင်ကွင်းတွေကစိတ်ဝင်စားစရာပြီ။ပွဲရုံတွေအထံသမားတွေဈေးတဲတွေဈေးဝယ်တွေနဲ့စီကားနေလိုက်တာ။အီလီ ကိုင်းနန်းစည်းမတွားရလဲမြို့သစ်စည်းပေါ့။အသီးရွက်တွေစုံစုံဖြင့်ပုံပုံးပြီးရောင်းနေကြတာလဲအားရစရာကြီးပါပဲ။ချိန်ခွင်ဖြင့်ချိန်ရောင်းနေကြသည့်ဈေးတွေနှင့်ဆွဲခြင်းဖြင့်ဝယ်နေကြသောဈေးဝယ်တို့၏မြင်ကွင်းကချီလိုကောင်းနေစေပါ။ စူပါမားကတ်တွေမှာဈေးဝယ်သည့်အလေအထားကမန္တလေးမှာရန်ကုန်လောက်ခင်မစားသည်ဟုမြင်မိသည်။အော်ဒါနဲ့မလက်ဖြံမျိုးတက်ဈေးကိုသွားရင်ချင်းဈေးထုံးဖို့စနွင်းတက်လေးတွေဝယ်အောင်မှာ။ဟိုတုန်းကမန္တလေးရောက်ရောက်ချင်းနန်ခဲ့သည့်စနွင်းတက်ချင်းဈေးနန်သည်ကျမ်းမာရေးထိခိုက်စေသည့်အခြားသောပိုးတက်ဈေးများသည့်ချင်းဈေးတို့၏အနံထက်တော်တော်သေးသည်ဟုယခုအခါကျမလက်ခံလိုက်ရပြီ။အဆုတ်သေးရှူသွင်းရသည့်အမွေထဲမှာကင်ဆာဖြစ်စေနိုင်သည့်ဓာတ်တွေနည်းလီကောင်းလီပေါ့ မိခိုးမိုင်းလောက်ကတော့အလွန်ဆုံးအန္တရာယ်ပေးရင်အသက်ရှူချက်ဒီအဆုတ်ယောဂါလောက်ပဲဖြစ်မှာပါကိုကဘာမဆိုကန့်ကွက်တတ်တဲ့ညီမကိုပြောမနေပဲချိန်ဝယ်ရမည်ပြီးတော့ရန်ကုန်သို့တည်သွားမည်ရက်ကွက်စည်းရဲ့ခြာရောက်လာခြင်းအတူတူရန်ကုန်မှာဝယ်မိသည့်ချင်းနှိမ်နှင်းသည့်စနွင်းတလီတွေကစနွင်းတက်ကြီးမဟုတ်ပဲရှွန့်ခဲတွေရောနေသည်လွင့်ပြစ်ရတာကများများအတုံးပြူလို့ရတာကနည်းနည်းမန္တလေးကစနွင်းတက်လေးတွေကပေါပေါပပါ 66တွေတကယ်စနွင်တလေးတွေမန္တလေးမှာကျမချက်ရတာတွေအများကြီးရှိပါသေးကလားဆ ्याम ချူမန္တလေးမှာဈေးဝယ်ခြင်းဖတ်ရှုလို့ပြီးပါပြီနောက်လာမည်ဝတ္ထုတူအော်ဒီယိုပုံများကိုလည်းဆက်လက်နာတော်တာစဉ်ခန်းစားပြကြပါအောင်ရှင် အားလုံးပဲဒုကျေးဇူးတင်ရှိပါတယ်ရှင်